ားအလုံးမဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့2004ခုနှစ်မှာထွက်ရှိခဲ့တဲ့သိပ္ပံစေကုရင်အရှင်ကားလေးဖြစ်တဲ့ The Day After Tomorrow ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်ရုပ်ရှင်လေးမစခင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့ရုပ်ရှင်လေးကိုစလိုက်တော့မယ်နော်ရုပ်ရှင်ကို New Daily မြို့မှာနှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ UN ကဘာကြီးပူနွေးလာမှုညီလာခံနဲ့စတင်ထားပါတယ်ညီလာခံမှာယာတီဥရုပညာရှင် Jet Hawk ကစကားပြောနေပါတယ်။သူကကိုယ်စလဲတွေကိုကဘာကြီးကမကြမီမှာပဲ ဝင်ရိုးစွန်းကတ်ဆိုးကြီးကိုရင်ဆိုင်ရမှာဖြစ်လို့အကုန်လုံးကရေခဲပြင်းနဲ့ပြောင်းသွားလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ဒီလိုဖြစ်ဖို့ရာစုနှစ်တွေနဲ့ချီချာဦးမှာဖြစ်ပေမဲ့လောင်စာစီကိုရှော့မသုံးရင်တော့သူတို့ရဲ့မြေတွေခင်မှာခန်းစားရမှာလို့ချက်ကပြောပါတယ်။ညီလာခံပြီးမှတော့ချက်ကအမျိုးသားအနဝါဒေတာနဲ့လေဒုဌာနမှာကိုယ်စားလှယ်တယ်ရီရန်ဆွန်နဲ့တွေ့ပါတယ်။သူတို့ကသူတို့ရဲ့ရှာတွေ့မှုအကြောင်းကိုပြောပြနေကြပါတယ်။အပြင်မှာနှင်းတွေရန်ကြနေပါတယ်။ရာသီဥတုပြောင်းလဲခြင်းကစတင်နေပါပြီ ောက်ဘက်တွေမှာကမ္ဘာနေရာနှက်မှာထူးဆန်းတဲ့ရာသီဥတုခြေနေတွေဖြစ်ပေါ်လာပါတယ်ဂျပန်နိုင်ငံမှာသမိုင်းတစ်လျှောက်လုံးအကြီးမားဆုံးမိုးသီးတွေကျပြီးတော့လူတွေအများကြီးသေဆုံးခဲ့ပါတယ်တချိန်တည်းမှာပဲစကော့တလန်မှာရှိတဲ့တယ်ရီရိုဆိုရဲ့စာကြည့်တိုက်ခန်းမှာကွန်ပျူတာတွေကသမုဒ္ဒရာအပိုင်းတွေကအပူချိန်တွေအရန်ကျနေကြောင်းပြသနေပါတယ်အပူချိန်ကရုတ်တရက်ကျသွားလို့စကမ်းမှာထားတဲ့စစ်သွေးရဲ့အချက်ပြတွေကချက်ချင်းပဲအေးခဲသွားခဲ့ပါတယ်နိုင်ငံတကာအာကသစကမ်းမှာကမ္ဘာကြီးရဲ့ထရပိုစပီးယားလွှာကိုအေယာမမွန်နိုင်ကြီးကဝင်မွေနေတာကိုအာကသရင်မှုတွေကတွေးလိုက်ရပါတယ် ဂျက်ကသူသားဆန်ကိုဝါရှင်တန်ဒီစီရဲ့လေးစိတ်မှာချပေးခဲ့ပါတယ်ဆန်ကညံကြီးရှင်ចောင်းသားပါဂျက်ကဆန်ကိုအချိန်မပေးလို့ဆန်ကဂျက်ကိုမကြည်နဲ့ပါဘူးဆန်ကတငယ်ချင်းတွေဖြစ်ကြတဲ့ရိုင်ယာနဲ့ဗရိုင်ဒန်တို့နဲ့တူနယူးယောက်ကိုရောက်တော့ငှက်တွေနောက်ဘက်ကိုပြန်နေတာကိုမြင်ခဲ့ရပါတယ်တယ်ရီကဂျက်ကိုခေါ်ပြီးတော့သူတို့တွေ့တာတွေကိုပြောပါတယ်ဝင်းယိုးစွန်ကတ်ဆုကအချိန်မြန်မြန်နဲ့ချင်းကက်လာနေပြီးတော့ရှောင်ဖို့အချိန်မရှိတော့ကြောင်းသူကပြောပါတယ်ဒီဖြစ်စဉ်ကလွန်ခဲ့တဲ့နှစ်တသောင်းခန့်ကဖြစ်ခဲ့တာပါကယ်လီဖိုးနီးယားမှာရှိတဲ့ရာသီဥတုစောက်ကြည့်ရေးစင်တာကလူက အဲ့လီမှာမိုးသီးတွေကျွေနေတယ်လို့ဖုံးဆက်ပြီးတော့နီးပညာသမားကိုပြောပါတယ်။ဒါကိုကြားလို့နီးပညာသမားက TV ဖြန့်ကြည့်လိုက်တော့မိုးသီးတွေကခေါက်သီးလုံးလောက်အရွယ်လောက်ရှိပါတယ်။ချက်ချင်းပဲသူကတထေးကိုဖုံးခေါ်လိုက်ပြီးတော့ကယ်လီဖိုးနီးယားပြည်နယ်မှာလေဆင်နှာမောင်းသတိပေးချက်ကိုထုတ်ပြန်မှုပြောခဲ့ပေမဲ့အရန်နောက်ကျသွားပါပြီ။အေယာမလေဆင်နှာမောင်းကမြို့ထဲမှာတိုက်နေပြီးတော့မြင်မြင်များကိုဖြစ်စည်းနေလို့ဝါရှင်တန် DC မှာရေးပေါ်စည်းဝေးကိုလုပ်ရပါတော့တယ်။ချက်ကဒါတွေကအတ္တလန်တဲရေစီကြောင်းတွေကြောင့်ဖြစ်ရတာလို့ပြောပါတယ်။အရေးပြောသွားတာမြန်နေတဲ့ဝင်ရိုးစွန်းရေခဲတွေကရေစီကြောင်းတွေဖြစ်စေပြီးတော့ကဘာကြီးကိုပူနေစေတာပါ။ ဒါကအစပဲရှိသေးပြီးတော့နောက်ရက်တွေမှာရာသီဥတုကပိုဆိုးလာမှာပါ။ချက်ကဒုတိယသမရနဲ့တွဲဆုံပြီးတော့လက်တလောဖြစ်နေတဲ့အခြေအနေကအရန်အရေးကြီးကြောင်းနားလည်အောင်ရှင်းပြနေပါတယ်။ချက်ကဝင်ရုံးစုံကမကြခင်ပဲအခြေမူရေးပေါက်ကဲနိုင်လို့မြောက်ပိုင်းပြည်နယ်တွေကနေအ мян ဆုံးထွက်ခွာဖို့လိုကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ဒုတိယသမရကချက်ရဲ့စကားကိုလေးမထားဘဲနဲ့ထွက်သွားခဲ့ပါတယ်။ UK မှာနှင်းတွေအရှိန်ပြင်းပြင်းနဲ့ကြာနေပြီဖြစ်လို့ဗိမာဘုခေါ်ဖို့တော်ဝင်တန်းတော်ကိုဟယ်လီကော်ပတာ၃စီးလွှတ်ခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာမုန်တိုင်းမိပြီးတော့စစ်ပစ္စည်းတွေကချက်ချင်းပဲခဲသွားခဲ့ပါတယ်။ ရဲရင်ဒလက်တွေကအလုံးမလုံးတော့ပင်နဲ့ဟယ်လီကော်ပတာ၃စီးကမြေကြီးပေါ်ကိုပြက်ကျခဲ့ပါတယ်။မန်ဟတန်မှာဆန်တဲ့တငယ်ချင်းတွေကဒေစီကိုပြန်မလို့လှုပ်ပေမဲ့မိုးကြီးနေလို့လမ်းတွေကိုပိတ်ထားရပါတယ်။ဆူနာမီကြီးကဘယ်ကမှမသိပေါ်လာပြီးတော့အကုန်လုံးကိုရေမြုပ်သွားစေခဲ့ပါတယ်။ဆန်တို့ကမြို့သားစာကြီးတိုက်ခန်းမကိုကိုလို့ယုံပြေးကြပါတယ်။လူထောင်ပေါင်းများစွာကရေတိုက်စားပြီးတည်ဆုံးခဲ့ရပါတယ်။တယ်ရီကဂျက်ကိုဖုံးခေါ်ပြီးတော့ဥရောပအနှံ့မှာလေတွေခဲနေပြီလို့ပြောခဲ့ပါတယ်။မွန်နဲ့ကအမေရိကန်ကိုထင်ထားတာထက်ကိုပိုစောစောဝင်နိုင်ပါတယ်။တကယ်တော့အားလုံးအိတ်ခဲသွားဖို့48နာရီပဲလိုပါတော့တယ်။ ရောဘတ်တိုင်းမှာဝင်ရိုးစုံကတ်ဆူကစနေပါပြီ။ဆန်ကရင်းနှနေတဲ့စာကြည့်တဲ့အောက်ထက်ကဖုန်းနဲ့ဂျက်ကိုဖုန်းခေါ်ခဲ့ပါတယ်။ဂျက်ကဆန်ကိုအထဲမှာပဲနေပြီးတော့မုံတိုင်းပြီးတော့ကိုစောင့်အဖေလာခဲ့မယ်တိတ်မကြဘူးလို့အားပေးစကားပြောပါတယ်။နောက်တနေ့မှာစာကြည့်လိုက်ထဲမှာရှိနေတော့သူတို့ကအပြင်ဘက်ကနေထူးဆန်းတဲ့စူညံတန်ကိုကြားခဲ့ရပါတယ်။ပရင်းပေါက်ကနေချောင်းကြည့်တော့ကုန်တင်သင်းမောကြီးမျိုးထဲမှာရွှေ့နေတာကိုမြင်လိုက်ရပါတယ်။ဝါရှင်တန်ဒေးစီမှာပြည်내ခေါင်းဆောင်ကအစည်းအဝေးထိုင်နေပြီးတော့ဂျက်ကအခြေအနေကိုအချင်းချင်းတင်ပြနေပါတယ်။ဂျက်ကပြည်내တောင်ပိုင်းကဒေသခံတွေကိုချက်ချင်းရွှေ့ပြောင်းဖို့နဲ့ မက္ကဆီကိုကိုပြောင်းဖို့ပြောပါတယ်ဒါကိုလည်းဒုသမရကပယ်ချခဲ့ပြန်ပါတယ်ပြည်နယ်မြောက်ပိုင်းကလူတွေကအိမ်ပြင်ထွက်လိုက်တာနဲ့အေးခဲပြီးတော့တေမာဖြစ်လို့အင်းထဲမှာပဲနေပြီးတော့မုံတိုင်းညင်တာကိုစောင့်နေရပါတယ်သမရကဂျိုက်ရဲ့ကြံကြံကိုလက်ခံပြီးတော့နိုင်ငံတော်လုံခြုံရေးကိုကြံနေတဲ့လူတွေကိုတောင်ပိုင်းကိုပို့ဖို့အမိန်ပေးခဲ့ပါတယ်ညောင်မှာစာကြည့်လိုက်ထဲကလူတွေကခဲနေတဲ့မြေပေါ်မှာလူတွေလမ်းလျှောက်နေပြီးတော့နှွေးတဲ့ပြည်နယ်တွေစီကိုသွားနေကြတာကိုမြင်တော့သူတို့လည်းနှင်းရမ်းမကြခင်အပြင်ထွက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဆန်ကားသတိပေးပေမဲ့မရပါဘူးစာကြည့်လိုက်ထဲမှာစန်တို့အုပ်စုနဲ့လူနေနေပဲကြံပါတယ် အချိန်တည်းမှာပဲဂျက်ကဖရန့်ဂျေဆွန်တို့နဲ့အတူနယူးယောက်ကိုလာနေပါတယ်။စာကြည့်လိုက်တဲ့မှာဆန်တို့အုပ်စုကရှိသမျှစားနေရပြီးတော့နွေအောင်စာအုပ်တွေကိုမိရှို့ပြီးတော့မိလုံနေရပါတယ်။တနေရာမှာဂျက်တို့အုပ်စုကနှိတူတူတဲ့ဖြတ်မောင်းရင်နဲ့လမ်းစုံတော့ခြေချင်းရှောက်ရပါတယ်။သူတို့ကကြိုတန်းရင်လမ်းလျှောက်နေတော့ဖရန့်ကခြေချောကျတော့တငယ်ချင်းတွေဘာမှမဖြစ်အောင်စည်းပြေးခဲ့ပါတယ်။စာကြည့်လိုက်မှာရုတ်တရက်လော်ရာကဖြာပြီးသတိမေ့ခဲ့ပါတယ်။သူမရဲ့ခြေထောက်မှာဒဏ်ရာရထားပါတယ်။စာကြည့်လိုက်တဲ့မှာဆေးကူဖြစ်ခဲ့ဘူးတဲ့အမျိုးသမီးတစ်ယောက်ကလော်ရာကိုပနီဆလင်ချက်ချင်းထိုးပေးဖို့လိုတယ်။မိုးရင်ခြေထောက်ဖြတ်ပြစ်ရလိမ့်မယ်လို့ပြောခဲ့ပါတယ်။ ဒါကြောင့်ဆန်တို့ကဆေးချဖို့အတွက်အနားမှာရှိတဲ့ကွန်တင်တင်မောကြီးစီကိုထွက်လာခဲ့ကြပါတယ်။ဆန်ဘရိုင်ယန်နဲ့ JD ဆိုတဲ့သူတို့ကဆေးချကြပါတယ်။ဆက်စကန်မှာအခြေချနေတဲ့ဒုသမရကသမရဆုံးပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။မွန်တိုင်းဘိုချစ်ကနယူးယောက်မြို့စီကိုရွေးနေပါတယ်။တနေရာမှာဂျန်တဲ့ဂျေဆွန်တို့ကတဖြည်းဖြည်းချင်းရှောက်နေရပါတယ်။ဂျေဆွန်ကပင်မပြီးလဲကျသွားတော့ဂျက်ကဂျေဆွန်ကိုဂုံးပိုးခဲ့ပါတယ်။ဆေးသွားယူတဲ့၃ယောက်သားကလမ်းမှာဝင်းပလီတွေနဲ့တွေ့ခဲ့ပါတယ်။ဆေးရလို့ပြန်လှည့်မှာပဲ။တင်မောတွေကဝင်းပလီတွေတိုက်ခိုက်တာကိုခံခဲ့ရပါတယ်။ ဆန်နဲ့ဘရိုင်ယန်တို့ကလွတ်တော်ပြီးဂျီဒီကအကိုက်ခံလိုက်ရပေမဲ့ဂျီဒီရဲ့အသက်ကိုကယ်နိုင်ခဲ့ပါတယ်သူတို့ကဘလို့လွတ်အောင်လုပ်မလဲဆိုတာကိုစဉ်းစားနေပါတယ်ဆန်ကအပြင်ကိုကြီးလိုက်ပြီးတော့ကောင်းကင်ကကြီးလင်းနေလို့သူတို့စီကိုမုံတိုင်းဗိုလ်ချစ်ကနီးနေပြီးအချိန်သိမ့်မရှိတော့ကြောင်းဆန်ကတိခဲ့ပါတယ်ဆန်ကဝင်းဘလူကိုမျှောက်ဖို့အပြင်ကိုထွက်သွားပြီးတော့ဝင်းဘလူရဲ့ရန်ကနေကက်တီလေးလွတ်မြောက်ခဲ့ပါတယ်ဆန်ကဘော်ဒါတွေကိုပြန်တွေ့တော့ဂျီဒီကလက်မလျှောက်နိုင်တော့လို့ဆန်နဲ့ဘရိုင်ယန်တို့ကဂျီဒီကိုလှဲလို့ဆွဲပြီးတော့စာကြည့်လိုက်စီကိုပြန်ခေါ်လာခဲ့ပါတယ် တစ်ဖက်မှာလည်းဂျက်ကဂျေဆွန်ကိုဆွဲပြီးတော့တကားပွင့်နေတဲ့အိမ်ထဲကိုအချိန်မီယုံလေးဝင်နိုင်ခဲ့ပါတယ်။ကောင်လေးတွေကကတ်တီလေးစာကြည့်လိုက်တဲ့ကိုပြန်ရောက်ခဲ့ပါတယ်။ဂျက်ကမီးမွေ့ပြီးခဏကြာတော့ဂျေဆွန်နိုးလာပါတယ်။အခုဆိုမုံတိုင်းဘ ਹੁ ဂျက်ကမရှိတော့လို့ဂျက်ကမရှင်ကိုဆက်ဖို့စီစဉ်ပါတယ်။နောက်ဆုံးတော့စိုးရတဲ့ယာတီဥဒုတွေကိုအပန်းနဲ့ချီပြီးခံရပြီးမှတော့နိုင်ငံတကာအာဂါတာစကန်ကနေကြည့်လိုက်ရကောင်းတဲ့လက္ခဏာတချို့ကိုတွေ့ရှိခဲ့ပါတယ်။ မွန်းနက်ကဥရောပတိုင်းမှာမရှိတော့ပါဘူး။ကောင်းကင်ကကြည်လင်နေပြီးတော့နေလဲပြန်ထွက်လာပါတယ်။ကျန်းတဲ့ဂျေဆွန်တို့ကနောက်ဆုံးမှာတော့မဟန်တန်တို့ရောက်ရှိလာခဲ့ပါတယ်။သူတို့က GPS နဲ့စာကြည့်တိုက်ကိုတန်တန်မတ်မတ်ရောက်ရှိခဲ့ပြီးတော့စာကြည့်တိုက်တစ်ခုလုံးရေခဲတွေနဲ့ဖုံးလွှမ်းနေပါတယ်။ကျန်းတဲ့ဂျေဆွန်တို့ကစာကြည့်တိုက်ထဲကိုဝင်ခဲ့ကြပါတယ်။ခဏကြာဆန်တို့အဖွဲ့ကမီးလုံနိုင်ခဲ့လို့အသက်ရှင်ခဲ့ပါတယ်။ရုပ်ရှင်ရဲ့နောက်ဆုံးခန်းမှာတော့မက္ဆီကိုမှာသမရအစ်စ်ကနယူးယောက်မှာအသက်ရှင်တဲ့သူတွေရှိနေသေးကြောင်းနဲ့ရောင်းအောင်ကဲမဲ့ဖြစ်ကြောင်းကို TV မှာနေတဆင့်ကြီးညာခဲ့ပါတယ်။ရဟန်းယူနေကမဟင်တန်ကိုရောက်လာပြီးတော့ အသက်ရှင်နေသူတွေကိုတောင်ပိုင်းဘက်ကိုကယ်ထုတ်ရင်းနဲ့ဇလန်လီကပြီးဆုံးသွားခဲ့ပါပြီ။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာကားတွေကိုနောက်ထပ်လည်းတင်ရှိပေးဦးမှာမလို့ကြီးစုခြင်းနဲ့ဆိုရင်တော့ Lion Secretary လေးလှူထားပေးကြပါနော်။နားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ။